င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငိမ့်ချင်းရမရပဲရွေးကောက်ပွဲလို့၍မဖြစ်အာဆီယံအချက်၅ချက်ဆက်လက်ဆွဲကိုင်းလေးလာသူစေလို့ရန်မရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်ညီတို့သောရွေးကောက်ပွဲမျိုးမလုံမီအာဆီယံအချက်၅ချက်ကိုအကောင့်ထည့်ဖို့ရမည်ဖြစ်ပြီးအာဆီယံနိုင်ငံသားရေးဝင်ကြီးများက၎င်းတို့၏သဘောထားကိုထပ်လောင်းအတည်ပြုလိုက်ကြပါတယ် ထို့ပြင်မြန်မာပြည်ပခမှပေါ်ထွက်လာသောနိုင်ငံဖြတ်ကျော်ရဇဝတ်မှုများအားလည်းအခိုင်အမာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြေရှင်းသွားမည်ဟုကြေညာခဲ့ကြပါသည်။ဘုံသဘောတူညီချက်၅ချက်အားအကောင့်ထည့်ဖို့မှုနှင့်ဆက်လင်း၍အာဆီယံခေါင်းဆောင်များ၏သုံးသပ်ဆုံးဖြတ်မှုအပေါ်ကြေညာချက်ထုတ်ပြန်ရာတွင်နိုင်ငံတွင်တည်ထက်ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိအောင်သက်ဆိုင်နေသည့်အဖွဲ့အစည်းအလုံးအချက်၅ချက်အားအပြည့်အဝအကောင့်ထည့်ဖို့ကြရန်လည်းတိုက်တွန်းထားပါသည်။ မိမိတို့မှရွေးကောက်ပွဲမလုပ်မီအကြမ်းဖက်မှုများရပ်ဆိုင်ပြီးအလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်အလေးအနက်တိုက်တွန်းသည်ဟုပါရှိပါသည်။ရွေးကောက်ပွဲသည်လွတ်လပ်တရားမျှတငြိမ်းချမ်းဖွင့်လေးမြင့်သာပြီးအလုံးပါဝင်နိုင်သည့်ယုံကြည်ရလောက်သောရွေးကောက်ပွဲမျိုးဖြစ်ရန်အရေးကြီးကြောင်းအလေးအနက်ဖော်ပြထားပါသည်။မြန်မာမှရွေးကောက်ပွဲအားလေးလာသူများဆေလွတ်ရန်ဖိတ်ခေါ်သည်ကိုသိရှိကြောင်းလည်းပါရှိပါသည်။ဆက်လက်ပြီးအချက်၅ချက်ကိုအကောင့်ထဲမဖို့မချင်းမေးအောင်လိုက်အားတက်ခွင့်မပေးဆိုသည့်မူကိုဆက်လက်ဆွဲကင်သွားမည်ဟုလည်းပါရှိပါသည်။ လက်ရှိအနေအထားတွင်ဖိလစ်ပိုင်အင်ဒိုနီးရှားမလေးရှားတို့ကအပြင်းအထန်ဆန့်ကျင်နေပြီးထိုင်းနိုင်ငံကသာဖိတ်ခေါ်မည်ဆိုက၎င်းတို့ဆေးလွတ်ပေးမည်ဟုလူသိရှင်ကြားပြောထားပါတယ်အာဆီယံ၏တရားဝင်ယက်တီချက်သည့်ရွှေကောက်ပွဲမတိုင်ပြီးအကြံဖတ်မှုရက်စဲရင်းနဲ့သက်ဆိုင်သူအလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးရေးကိုသာအဓိကထားလို့ဆောင်ဖို့လိုအပ်ကြောင်းဆိုသည့်ပင်ဖြစ်ပါရယ်အဖွဲ့ဝင်နိုင်ငံများကထိုအချက်များအကောင့်ထဲမပေါ်သေးပေစီအိုစုရွှေကောက်ပွဲကိုလေ့လာသူစေလွတ်ပါကတရားဝင်အတိအမှတ်ပြုသလိုဖြစ်သွားမည်ကိုစိုးရိမ်သဖြင့်စန့်ကျင်နေကြပါရယ် ၎င်းတို့၏အချက်၅ချက်သည်အလိုလိုနေရင်းမြောင်းတဲ့ရောက်သွားတော်မူဖြစ်ပါသည်။တနင်္ဂနွေနေ့ကထုတ်ပြန်သောပူရဲကြေညာချက်တွင်အယက်သားများအပေါ်ဆက်လက်ပြီးအကြံဖတ်နေမှုများကိုရှုံချကြောင်းတက်ဆိုင်သူများအလုံးချက်ချင်းဆိုသလိုအကြံဖတ်မှုများရက်ဆိုင်ရန်အယက်သားများ၏လုံခြုံရေးကိုအမခန့်ကောက်ွယ်ပေးရန်လူသားချင်းစာနာထောက်ထားသည့်အကူအညီများအဟံတားမရှိပေးရန်နှင့်နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာသည့်အခြေအနေများဖန်တီးပေးရန်တို့ပါရှိပါသည်။ အဆိုပါကြေညာချက်တွင်ရွေးကောက်ပွဲအားလေးလာသူစေလိုရေးတလုံးတပါတာမှမပါရှိ၍လိုက်ရောမိအလားလာမတွေ့ရပေ။တောက်ကြနေကအာဆီယံနှင့်နိုင်ငံတကာရှိအလုတ်သမားသမဂ္ဂများအရက်ဖက်အဖွဲ့အစည်းများလူ့အခွင့်အရေးအဖွဲ့အစည်းစုစုပေါင်း308ဖွဲ့က၎င်းတို့၏အစိုးရများအားဆေးအုပ်စုရွေးကောက်ပွဲကိုပြည့်ပြည့်တတ်တတ်ဆန့်ကျင်ကြရန်တောင်းဆိုသည့်စာများအတိအသေးထုတ်ပြန်ခဲ့ကြပါသည်။လက်ရှိတွင်အာဆီယံနိုင်ငံများသည့်၎င်းတို့နိုင်ငံ၏စီးပွားရေး၊ကုန်သွယ်ရေး၊ဖွံ့ဖြိုးတိုးတက်ရန်ထိပ်သီးအစည်းအဝေးသို့ရောက်လာသောအမေရိကန်၊ဂျပန်၊တောင်ကိုရီးယားပါဝင် ိုင်ငံပေါင်း20ခန်းမှခေါင်းဆောင်များနှင့်အာတက်တရော်ဆွေးနွေးနေကြချိန်တွင်မြန်မာစစ်ကောင်ဆောင်များကတော့ဖြစ်သူများအပေါ်အနိုင်ရရေးအတွက်လက်နက်များပေါ်ချောင်ကောင်းနှင့်ရှားနိုင်ပြီးအရေးတာခေါင်းတဲတွင်ရှိနေကြပါသည်။ဩစတြေးလျ၏ The Interpreter စာဆောင်တွင်ဆောင်းဖားရှင်အေမီချူကသူမသည်ပြီးခဲ့တဲ့နှစ်အနည်းငယ်ကဆေးအုပ်စုမှထက်တန်းစစ်အရာရှိကြီးတဦးနှင့်ရှာရှာပါပါတွေ့ဆုံခွင့်ရခဲ့ရာတွင်၎င်းတို့၏စိတ်နေသဘောတရားကိုသိခွင့်ရခဲ့ကြောင်းအဆိုပါပုံကြုံကြီးမှတက္ကပါလုံးကကျွန်ုပ်တို့ကိုပိတ်ဆို့တန်ခတ်နေတော့ကောဘာအကြီးလဲ။ တသက်လုံးအဲ့လိုအလုပ်ခံနေရတာပဲကျုပ်တို့ဘက်မှာရုရှားနဲ့တရုတ်ရှိတယ်ပြီးတော့ကျုပ်တို့ဘာကျုပ်တို့လက်နက်တွေထုတ်လုပ်နိုင်တယ်လို့ပြောခဲ့တယ်ဟုမိမောင်းထိုးပြသွားခဲ့ပါတယ်ရွှေကောက်ပွဲသည်အာဆီယံကြောင့်အရှက်တပြိုင်ပြိုင်ကွဲမိအရေးကိုကာမီလိုကာမီညာလူထုကိုအာယုံလွှဲနိုင်ရန်အသက်သာရလာကြတော့လေအုံနောက်ပိုင်ဖွံ့ဖြိုးမှုတွင်စနစ်သားခန့်သာရှိသည့်အမှုပညာရှင်များကိုခေါ်ထုတ်ပြီးဝါဒဖြန့်ဇလန်းကို အချိန်မီထုတ်လွှင့်လာကြပါတယ်ဤသို့ပင်ဖြစ်စဉ်ဓမ္မကအောင်ပွဲခံခဲ့ပြန်ပြီဖြစ်သည် ဆက်လက်ပြီးအာဆီယံအနေဖြင့် NUG နဲ့တိုင်းသားမဟာမိတ်ဖော်ဆောင်နေသည့်နိုင်ငံရေးလမ်းကြောင်းကိုထောက်ပံ့ပေးရန် NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ပြောကြားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာဆီယံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့နိုင်ငံရေးလမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုလိုက်ပါတယ်။ဒီနေ့ထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း Press Briefing SCS င်ဆက်ရှင်မြန်ဆောင်2025မှာဦးနေဖုံးလက်ကပြောဆိုခဲ့တာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင်ဒေါ်လာရေးအင်အားစုများနဲ့လက်တွဲကနိုင်ငံရေးအရာတရားဝင်ဆဲဖြစ်တဲ့2020ရွေးကောက်ပွဲရလဒ်ကိုဆက်လက်ကင်ဆယ်လျက်မိမိတို့၏ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy ပြည်ညင်အခန်းတော်နိုင်ငံရေးလမ်းပြမြေပုံအစစ်စစ်တက်မှာပြဋ္ဌာန်းထားတဲ့တိုင်းပြည်ပြည်ညီလာခံကရေးဆွဲအတည်ပြုထားတဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲကျင်းပပြီးအတီးပြုတ်ပြထန်းခြင်းနဲ့ရွေးကောက်ပွဲကျင်းပခြင်းမူပေါင်းအတိုင်းရက်တီကစနစ်ပြောင်းတော်လှန်ရေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိမှာလည်း Federal Democracy ပြည်ညင်အခမ်းအနှံနိုင်ငံရေးလှမ်းပြပြေပုံအဆင့်ရှိဖြစ်တဲ့ Federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ Article of Federal Articles of Federal Transition Arrangement AFTA ကိုတော်လှန်ရေးအင်အားစုတွင်စူပောင်းရေးဆွဲလျက်ရှိသလိုစူပောင်းဥစားမှုအတွက်ပုံမခိုင်မာအားကောင်းတဲ့ဘုံနိုင်ငံရေးသဘောတူညီချက်များရရှိနိုင်ရေးအတွက်လည်းထွေးဆောင်ဆွေးနွေးပွဲများကိုစင်စက်မပြတ်လှုပ်ဆောင်လျက်ရှိနေပါတယ်။ဒါကြောင့် ASEAN အနေနဲ့အကြံဖက်စစ်ကော်မရှင်ကဥဆောင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုတရားဝင်မှုရရှိစေဖို့လှုပ်ဆောင်ပေးခြင်းမပြုဘဲအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသမဟာမိတ်အဖွဲ့တွေပူးပေါင်းဖော်ဆောင်နေတဲ့လမ်းကြောင်းကိုထောက်ပံ့မှုပေးဖို့အလေးအနက်ထပ်လောင်းပြောကြားလိုပါတယ်လို့ ဦးနေဖုံးလက်ကပြောဆိုထားပါတယ်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲကထုတ်ပြန်ခဲ့တဲ့အာဆီယံခေါင်းဆောင်တွေရဲ့မြမအရေးတုံသက်ချက်နဲ့ဆုံးဖြတ်ချက်တွေကိုကြိုဆိုသလိုမြမပြည်သူတွေပိုင်ဆိုင်ပြီးမြမပြည်သူတွေကဥဆောင်တဲ့ရေရှည်ပြည်လဲစေမဲ့ငြိမ်းချမ်းတဲ့အဖြစ်ကိုရှာဖွေနိုင်ဖို့ဆက်လက်ကြိုးစားမယ်ဆိုတာကိုလည်းကျေးဇူးအထူးတင်ရှိတယ်လို့ဦးနေဖုံးလက်က ပြောဆိုထားပါတယ်မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်ကမြန်မာအရေးသက်ဆိုင်သူများအားလုံးပါဝင်သောအစည်းအဝေးများဆိုပြီးပြုလုပ်ခဲ့ရာအဆိုပါအစည်းအဝေးတွင်မှာမြန်မာနိုင်ငံရဲ့အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG မြန်မာနိုင်ငံရဲ့လွှတ်တော်ဖြစ်တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ERO အတိုင်းပင်ခံကောင်စီတွေ Federal Unit ကိုယ်စားလှယ်တွေနဲ့တခြားကိုယ်စားလှယ်အဖွဲ့တွေစုစည်းတက်ရောက်ခဲ့ပါသေးတယ်။ အဆိုပါအစည်းအဝေးတွေကနေဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကျွင်းချက်မရှိလွတ်ပေးဖို့ဆိုတဲ့အချက်ပါဝင်တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖော်ဆောင်တာဒီမိုကရေစီကိုထိမ့်သိမ်းမှုနဲ့စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲတွေကိုပယ်ချတာတွေပါဝင်တဲ့ထုတ်ပြန်ချက်တစ်စောင်ကိုဒေါ်လာရဲ့အဖွဲ့အစည်း၂၀ကလက်မှတ်ရေးထိုးပြီးပြီးခဲ့တဲ့အောက်တိုဘာ၁၇ရက်မှာပူးရဲထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အောက်ပါတောင်းဆိုချက်တွေကမြန်မာနိုင်ငံက၂၀၂၀ရွေးကောက်ပွဲကနေရရှိသောလူထုထောက်ခံမှုအရတရားဝင်မှုကိုကိုစားပြုတဲ့ ိုင်ငံရေးအင်အားစုတွေနဲ့ရွေးကောက်ပွဲမဟုတ်တဲ့တခြားနှီးလန်းတွေနဲ့ရရှိသောလူထုထောက်ခံမှုအရာတရားဝင်မှုကိုကိုးစားပြုကြတဲ့နိုင်ငံရေးအင်အားစုတွေရဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုထင်ဟပ်သောမြန်မာပြည်သူလူထုရဲ့အတန်ကိုကိုးစားပြုသောဘုံတောင်းဆိုချက်တွေဖြစ်တာကြောင့်အာဆီယံနဲ့နိုင်ငံတကာအနေနဲ့အလေးအနက်ထားထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်လို့လည်းဦးနေဖုံလက်ကပြောဆိုထားပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲအားနည်းချက်၅ချက်ကို NLD ထောက်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်ကော်မရှင်တပ်ကကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲဤအားနည်းချက်၅ချက်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကယနေ့အောက်တိုဘာလ28ရက်ထုတ်ပြန်ချက်တွင်ထောက်ပြထားပါတယ်။ရွေးကောက်ပွဲတွင်လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်စီယုံခွင့်နိုင်ငံရေးလှုပ်ရှားခွင့်များလုံးဝမရှိခြင်းနိုင်ငံတော်ဝန်လုံးပြည်ပခါများဖြစ်နေခြင်းတွင်ရွေးကောက်ပွဲကျင်းပခြင်းနိုင်ငံဧရိယာဤသုံးပုံတပုံခန့်တွင်သာကျင်းပနိုင်ခြင်းတပြိုင်တည်းမဟုတ်ဘဲနေရာဒေသနှင့်အချိန်ပိုင်းခြားကျင်းပခြင်း ရွှေကောက်ပွဲပထမပိုင်းအရပေါ်ပေါက်လာမဲ့လှုပ်တော်တွင်ရွှေကောက်ခံမဟုတ်သည့်စစ်တပ်ကိုယ်စားလှယ်ထောက်ဝက်ကျော်ပါဝင်နေသည့်ဖြင့်ပြည်သူကိုစားပြုမရရှိနိုင်ခြင်းတို့ကိုထောက်ပြထားပါသည်။ထို့ကြောင့်ရွှေကောက်ပွဲရလဒ်သည်ရွှေကောက်ခံအစိုးရအရေးခြုံထားသည့်စစ်အာဏာရှင်စနစ်သာဖြစ်သည့်ဖြင့်ရွှေကောက်ပွဲကိုလက်ခံခြင်းသည့်စစ်အာဏာရှင်စနစ်ကိုတရားဝင်မှုပေးခြင်းသာဖြစ်ကြောင်း NLD ကထုတ်ပြန်ပါသည်။ထို့ပြင်ကုလသမဂ္ဂ၏နိုင်ငံတကာသဘောတူစာချုပ်ဖြစ်သည့်ပြည်သူ့ရေးရာနှင့်နိုင်ငံအခွင့်အရေးများဆိုင်ရာ အပိပိဆိုင်ရာကော်ဗေးရှင်း ICCPRE ။အပိုင်25တွင်လည်းရွေးကောက်ပွဲကျင်းပရာတွင်လွတ်လပ်စွာစီယုံလှည့်လည်ခွင့်လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်လွတ်လပ်စွာနိုင်ငံရေးဆန္ဒထုတ်ဖော်ခွင့်တံပြန်ဆွဆွဲခြင်းမခံရဘဲရွေးချယ်မှုတစ်ခုကိုထောက်ခံကြောင်းပြောဆိုခွင့်ချင်းချောက်ခြင်းသို့မဟုတ်ဖြစ်တံခံရမည့်ဘေးကိုကြောက်ရွံ့ခြင်းမရှိဘဲနိုင်ငံရေးဆိုင်ရာရွေးချယ်မှုပြုလုပ်နိုင်ခြင်းတို့ပါဝင်ပါသည်။လက်ရှိစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲသည်အထက်ပါ ICCPR အချက်များနှင့်ကွဲလွဲနေကြောင်းသတင်းဌာနမှလေ့လာတွေ့ရှိရပါသည်။ စစ်ကောင်မရှင်သည်ရွေးကောက်ပွဲစန့်ကျင်သူများကိုဖမ်းဆီးအရေးယူနိုင်ရန်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းထားပါသည်။ထို့ကြောင့်စစ်ကောင်မရှင်၏အတူရောက်ရွေးကောက်ပွဲကိုနိုင်ငံတကာအနေဖြင့်အသိအမှတ်ပြုလက်မခံရန်ပူပေါင်းခြင်းမပြုရန်နှင့်စေအုပ်စု၏ရွေးကောက်ပွဲကိုအသိအမှတ်ပြုခြင်းသည်ပြည်သူလူထု၏ဆန္ဒကိုဖြစ်ပယ်လိုက်ခြင်းသာဖြစ်ကြောင်း NLD ကဆိုပါသည်။နိုင်ငံတကာအစိုးရအနေဖြင့်မြန်မာပြည်သူတို့၏ဆန္ဒအမှန်ကိုလေးစားအသိအမှတ်ပြုရန်ရွေးကောက်ပွဲအတွက်နှီးပညာအထောက်အပံ့နှင့် ငွေကြေးဆိုင်ရာအကူအညီများပေးအပ်ခြင်းမပြုရန်ရွေးကောက်ပွဲလေးလာသူများကိုစေလွှတ်ခြင်းမပြုရန်စေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲသည်တရားမဝင်ကြောင်းနိုင်ငံတကာကအတိအမှတ်မပြုကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ရန်ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုခြင်းမပြုရန်ထိုရွေးကောက်ပွဲရလဒ်အရပေါ်ထွန်းလာသည့်အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့်ထောက်ပံ့ကူညီမှုများမပေးဘဲပိတ်ဆို့အရေးယူမှုများဆက်လက်ထားရှိရန် NLD ကနိုင်ငံတကာကိုတောင်းဆိုထားပါသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့်လည်း ပြည်သူနဲ့အတူရပ်တည်ပြီးဒီမိုကရေစီအခွင့်အရေးများကိုအခြေခံသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန်တန်းတူညီများနှင့်လူထုဆန္ဒကိုအခြေခံ၍ဒေသတွင်းအင်အားစုများနှင့်အတူတကွပူးပေါင်းဆောင်ရွက်ကာဖက်ဒရယ်ယူနစ်များ၌ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေသို့ဂျာကာလအစီအမံများရေးဆွဲအကောင့်ထဲဖော်နေပြီးဖြစ်ကြောင်းအသိပေးထားပါသည်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။